အမေရိကန်မှာအရင်အေးကအထူးကြံနေပြီဖြစ်လို့ဖတ်ထားရအောင်မြန်မာပြည်မှာလူပြိုလုပ်နေတဲ့ဆိုသူကို Facebook ပေါ်ကနေခေါ်လိုက်တဲ့အဆိုမြန်နန်တောင်ပရိသတ်များအားလုံးမင်္ဂလာပါရှင်ဆယ်လင်းဆိုင်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲဆိုသူနဲ့ဆိုမြန်နန်တာတို့ဇနီးမောင်နှံကဒုတိယအင်တာရှင်နေအဖြစ်နဲ့ဘဝကိုအတူတူတည်ဆောက်ပြီးတော့အမေရိကန်နိုင်ငံမှာသားလေးမြတ်သောမောင်နဲ့အတူအေးချမ်းစွာနဲ့နေထိုင်နေကြတာဖြစ်ပါတယ်ဒါပေမဲ့လက်တလုံးမှာတော့ခင်မုန်းတဲ့ကိုဆိုသူတယောက်တည်းမြန်မာပြည် ကိုခိတ္တပြန်ရောက်နေပါတယ်။ပြန်ရောက်နေတာကလည်းအလေတသက်မဟုတ်ပါဘူး။ဂီတာအလုပ်တွေပြန်လုပ်ဖို့ရှိုးပွဲတွေတည်ဆို့ဖို့ရောက်နေရပါ။အထူးသဖြင့်မကြခင်နေပြီးတော့မှကျင်းပမယ်။သူ့ရဲ့ one man show အတွက်သချင်းတွေကိုအကြီးကျယ်တိုက်နေတဲ့အချိန်ဖြစ်ပါတယ်။ ပရိသတ်တွေကလည်းစိုးသူရဲ့ဂီတပေါ်မှာထားရှိတဲ့စိတ်အားထက်သန်မှုကိုကြည့်ပြီးတော့အားကျနေကြတာပါနှစ်တွေဘလောက်ပဲကြာကြာသူ့ရဲ့အသံနဲ့ဟန်ပန်တွေကပရိသတ်ကိုဖန်ဆားထားနိုင်စေဖြစ်တယ်လို့အခုလိုတက်ကြွအလန်းဆန်းနေရကိုမြင်ရတော့သူ့ရဲ့ဖန်တီးမှုတွေကိုပို့ပြီးတော့မျောလင့်လာကြပါတယ်သူကဂီတနဲ့ပတ်သက်ရင်ဘယ်တော့မှအုံမင်းသွားမဲ့သူမဟုတ်ပါဘူးဒီနေရာမှာပြဿနာကစိုးသူဟာဂီတနဲ့တွေ့လိုက်ရင်သူ့ရဲ့အသက်အရွယ်ကိုမေ့ပြီးတော့လူပြိုပေါလေးတယောက်လိုဖြစ်သွားတတ်ပါတယ် ရဟစင်လုတ်တဲ့ဗီဒီယိုဖိုင်တက်လာတဲ့အချိန်မှာကိုစိုးသူကတချင်းဆိုရင်လည်းစိတ်ပါလောနာကြောင်ဆောင်းပေါက်တွေပေါ်ထိတက်ပြီးတော့ခုံပေါက်မြောက်ကျမြောက်ကျအလုပ်နေရကိုတွေ့လဲရပါတယ်။ဒီလိုမျိုးခင်မုန်းတွေကမြန်မာပြည်မှာအပျော်ကြီးပျော်ပြီးတော့ကဲနေချိန်မှာဇနီးတဲ့စိုးမျက်နှာတာကတော့အမေရိကန်နိုင်ငံမှာသားလေးနဲ့ကြံ့ရီးခဲ့ရပါတယ်။အမေရိကန်ရေရာသီဥတုကအိမ်ထောင်ဦးစီးကလည်းမရှိတော့သူခင်များအတော်လေးအထီးကျန်ဆွေးမြေ့နေပုံရပါတယ်။ခင်မုန်းတွေရဲ့မြောက်ကျမြောက်ကျဗီဒီယိုကိုမြင်လိုက်ရတဲ့အခါမှာ ဆိုမျက်နှာသာတယောက်တီးမခံနိုင်တော့ဘဲနဲ့ Facebook ပေါ်ကနေတစင်လှမ်းပြီးတော့တတိပေးဆုံးမလိုက်ပါတော့တယ် သူမရဲ့တတိပေးချက်ကချစ်စရာလဲကောင်းတယ်လို့ရဲစရာလဲကောင်းပါတယ်။အသက်ကြီးပြီဖြစ်လို့အယံမကဲဖို့တတိထားဖို့အမှုမလွန်ဖို့လှမ်းပြီးတော့တတိပေးတယ်လို့တကယ်ရင်ထဲကဆန္ဒအမှန်ကိုလည်းဖွင့်ဟဝင်ခံလိုက်ပါတယ်။အဲ့ဒါကဒီမှာယာတိဥရုကအယံအေးနေပြီးရှင်မရှိတော့အထီးကျန်နေမြ мян ပြန်လာခဲ့တော့ပြန်လာပြီးဖတ်ထားပေးပါဆိုတဲ့သဘောမျိုးချွဲလိုက်တာပါ။ဒီလိုမျိုးလူသိရှင်ကြားလမ်းပြောလိုက်တာကသူတို့နှစ်ဦးကြားကပွင့်လင်းမြင်သာမှုနဲ့ခိုင်မာတဲ့တန်ရုံးစဉ်ကိုပြသနေတာပါ။တကယ်တော့ဒါကတဝင် တူတာတသက်မဟုတ်ပဲအဝေးကနေစိတ်ပူနေတဲ့ဇနီးတဲ့တယောက်ရဲ့မြေတားပါပဲ ။သို့သူအနေနဲ့ဇနီးတဲ့ရဲ့စကားကိုနားထောင်ပြီးတော့ကျမ်းမာရေးကိုဂရုစိုက်ဖို့လိုအပ်နေပါပြီ။စစ်တတဲ့ဇနီးတဲ့ရှိထားတာကြောင့်သို့သူအတွက်တော့တကယ်ကံကောင်းမှုပါပဲ။ပရိသတ်တွေကတော့ဒီစုံတွေကိုကြည့်ပြီးတော့ပြုံးနေကြပါတယ်။သို့သူကလည်းအနုပညာပိုးပါသူဖြစ်ပြီးတချင်းဆိုရင်ဖီးတက်ပြီးတော့ကလေးလိုပြောတတ်သူ။သို့မျက်နှာသားကလည်းခင်မုန်းတဲ့ကိုစိတ်မချလို့လှမ်းထင်းရင်းနဲ့လွမ်းနေတဲ့စိတ်ကိုထုတ်ပြတတ်သူ။သူတို့နှစ်ဦးရဲ့ဆက်ဆံရေးကတကယ်အားကြစရာပါ။ အသက်ရွယ်ရရလာပေမဲ့လည်းတယောက်နဲ့တယောက်ဒီလိုလိုအပ်နေတာသတိရနေတာလူမှုကွန်ရက်မှာလူငယ်လေးတွေလိုစားနောက်ချွဲနှဲနေကြတာတွေကသူတို့ရဲ့အိမ်ထောင်ရေးသားရခိုင်မြဲမှုကိုသတိပြနေပါတယ်။သို့သူရဲ့နေပြီးတော့ရှိုးပွဲပြီးတာနဲ့စောင်းပေါက်ပေါ်ကနေအမြန်ဆင်းပြီးတော့အမေရိကန်ကဇနီးတဲ့စီကိုအမြန်ဆုံးပြန်မှဖြစ်တော်မယ်ထင်ပါတယ်နော်။မဟုတ်ရင်တော့ဆိုမြန်နန္ဒာရဲ့အချစ်တန်ကိုအဝေးကနေခံနိုင်ရအောင်ပါပါ။ ရတဲ့ကြည်ရောဒီလိုမျိုးချစ်စရာကောင်းတဲ့စိုးသူနဲ့စိုးမျက်နှာသာတို့ဇနီးမနိုင်ကိုကြည့်ပြီးတော့ဘလို့ထင်မြင်မိပါသလဲအဝေးရောက်ချစ်သူအိမ်အောင်ဘက်ကိုလွမ်းတဲ့အခါကိုကရောဘလို့လှမ်းခေါ်တတ်တယ်လဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပြီးခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်